မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျားညင်းမြန်မာပြည်ပါကျွေးညမိမိသားသူမှကြိုးစားပါတယ်ဗျာဒီနေ့29ရက်6လ2025စနေနေ့ဖြစ်ပါတယ်ဗျာစနေနေ့ရဲ့တင်းနေတာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်စနေနေ့ရဲ့တင်းနေတာကညမာတွေမတင်ပြခင်မှာဒီအချိန်မှာခမရာထူးတွေတူတက်တယ်ဆံမွေးဖြီးအောင်တက်တယ် မြေတွေဝင်တတ်တယ်အနောအရာမျိုးဖြစ်တဲ့ကာလာမျိုးတွေဖြစ်တယ်လို့ခမရအလူသေးသေးတွေပြုလို့ရတဲ့ကာလာမျိုးတွေဖြစ်ပါတယ်ရွှေသေးသေးတွေဝင်တတ်တဲ့ကာလာမထင်မှတ်ဖဲနဲ့ရွှေသေးသေးဝင်ရတယ်မထင်မှတ်ဖဲနဲ့အလူဒါနာတွေလို့ရတယ်မထင်မှတ်တော့လူဒါနနဲ့လာရောက်ပို့တဲ့မုံတွေစားတော့တဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဒီနေ့မှဖြင့်မြန်မာနဲ့ပတ်သက်တဲ့ကိစ္စများရာထူးထူးပြောင်းရွှေ့နဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတခုခုကိုတင်ဆောင်ရမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့ကံများ အမြန်ပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာနော်အဲ့ဒါလေအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့မှာဒီချိန်မှာအခုလက်ရှိဖြစ်ပေါ်နေတဲ့အိုးရင်လောက်ကိုင်းနဲ့တစကြော်မြင့်တက်တဲ့အင်းကြီးအကောင်မိသားစုမိသားကောင်းတွေစောက်ရတတ်တဲ့အင်းကြီးအကောင်မိသားစုနဲ့ပတ်သက်တဲ့နိမ့်နေဆက်သက်တဲ့လုပ်ငန်းတွေလိုရတဲ့လက်ကြည့်အိမ်နဲ့မြင်တော်မြတ်တော်ဒက်ရှိလောက်တဲ့မြင်တော်မြတ်တော်လုပ်ငန်းတွေကိုပြုလုပ်ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေဘူး အဆင်မပြေဘူးဆိုရင်တော့ခင်ဗျာရာဟုတောင်းနောက်မြောက်တောင်းကိုလှည့်လှည့်ပြီးမှခင်ဗျာတခုခုနဲ့ပတ်သက်တာဒီနေ့မှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာရာဟုတောင်းနောက်မြောက်တောင်းကိုလှည့်လှည့်ပြီးလက်ထက်မှာဘာမှမကင်မင်းနဲ့ဆူတောင်းလက်ထက်မှာဘာမှမကင်မင်းနဲ့ကျွန်တော်လောကန်ပကောင်းဟူကြအိမ်မှာအိမ်ဆောက်ခြင်းနဲ့အာနဲ့သမီးလေးကနိုင်ငံခြားအောင်သွားမယ်ချွေးမလေးကအလုံးမရှိဘူးအာလောကန်နဲ့ပတ်သက်တာအဆင်မပြေဘူးအိမ်မှာပူညာပူညာဖြစ်နေတယ် ဖြစ်နေတဲ့ကိစ္စတွေငင်းရမာသေးကြောင်းလေးလေးစားစားနဲ့ရောက်တော့အောင်မြောက်အောင်လက်ဘာမှမကင်မနဲ့ဆူတောင်းမယ်ဆိုရင်ခொနည်းသားသမီးအားလုံးတို့ဟာအိုးလုတ်ကဲနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပိတ်ဆို့နေတာများပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်နောက်ဒီနေ့ဝင်နေသားသမီးတွေကြီးကြီးမှအောင်မြင်ကြတတ်တဲ့ကိုရင်ကိုရကိုလုံငန်းနဲ့အောင်မြင်ကြတဲ့ကိစ္စတွေပေါ်ပေါက်တတ်တဲ့နော်ခင်ဗျအဒီအချိန်မှာမြောက်ကြမြောက်ကြမနေလေနဲ့နေလို့ရှိရင်ခင်ဗျနိုင်ငံကြီးနဲ့ပတ်သက်တဲ့အမှုများဖြစ်တတ်တယ်အဖန်ခံရတဲ့ကာလမျိုးဖြစ်ပါတယ် ်ခမကိုကိုရင်ကိုမိသားစုကိုလုံးကောင်ကိုတီတီချင်းနေပါအဝတ်စားကိုနွန်းနှဲလေးဝတ်ပါခမအောင်မင်းကြောချလိုက်မယ်အဲ့လိုမဟုတ်ဘဲနဲ့ခမထောင်းထောင်းရောင်းရောင်းကြောင်းတော်တော်နေလိုက်ရင်တော့တင်းတင်းဝင်နေသားသမီးများအောင်မြင်မှုကြောင့်ပဲခမဆောင်မြင်ကတဲ့ပုံမှန်နဲ့ခမဆွဲခံရတယ်မိကိန်းသားမျိုးကြုံတတ်ပါတယ်ဗျာဒါကြောင့်တင်းတင်းဝင်နေသားသမီးအားလုံးတို့သည်မိမိတို့မှရှိတဲ့တခုခုလိုအပ်ချက်တွေရှိနေတယ်ဆိုရင်တော့ခမဒီအချိန်မှာခမ အင်္ဂါတော့အရှိတောင်တောင်လက်လက်ထမဘာမှမကင်မင်းနဲ့ခမလွတ်လွတ်ကျွတ်ကျွတ်ဆူတောင်းလိုက်ဆက်မှာဗျာခမဘာဒီခမဘာဒီစားကျင်တာတော့ဘာဒီဝတ်ကျင်တာတော့ဘာဒီနေကျင်တာတော့ဘလို့စီးကျင်တာတော့ခမစားဝတ်နေရင်းနဲ့ပတ်သက်တဲ့လူချင်းတဲ့ကိစ္စမှန်တယ်မြအင်္ဂါတော့အရှိတောင်တောင်လှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါတယ်အထူးကယူဆိုင်မှာတော့ခမကြိုးစားရင်ကြိုးစားလောက်အောင်မြင်တတ်ပြီးတော့ကြောင်းတောင်းတောင်းကြောင်းတောင်းလို့နဲ့ရှိတဲ့မြပြုတ်တတ်ပြီးအမှုခင်းဖြစ်ပြီးတော့ထောင်ကြတတ်ပါတယ်ဗျာဒါဟုတ်တော့တတိထားဖို့လိုပါတယ် ်နော်မန်နီငွေကြီးနဲ့ပတ်သက်တဲ့နေ့နဲ့ဆက်သက်တဲ့မှာဒီနေ့မှာဖြင့်ခမငွေကြီးနဲ့ပတ်သက်တဲ့မှာအကြီးကျယ်ဝင်တတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကံများပြီးအောင်ဖအောင်ဘူအောင်ဘွားအောင်မိသားစုဟောင်းနေကြောင်းခမအယူသူတို့ရဲ့ပြားချီခံစားတဲ့အကျိုးမြတ်တွေကြောင်းငွေကြီးများအစုလိုက်ပြုံလိုက် လုံးလိုက်ခဲလိုက်ဝင်တော့တွက်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ခြင်းတော့စနေတော့အနောက်တောင်တော့လက်တရပင်ရတရရွဲ့6ရွဲ့အဲ့ဒါလေးကိုကြွကြွကလေးနဲ့ချိတ် ချိတ်ပြီးမှလွှဲလွယ်ပြီးတော့ဆူတောင်းသားမှာဗျာအတင်းသေးရကလေးရကျွန်တော်ငွေကြီးလိုနေတယ်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လိုချင်တာဘလောက်ကျွန်တော်မအိုက်ကက်ကနေနေပတ်သက်လို့ပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လာအောင်ကုညီစောက်ရှောက်ပါဆိုတဲ့အကြောင်းခင်ဗျာစနေတော့နောက်တောင်တောင်လေအသေးပင်ရတည်းရကလေး6ရက်ကိုကျွတ်ကျွတ်ကလေးနဲ့ထဲပြီးလွှဲလွယ်ဆူတောင်းမယ်ဆိုရင်တော့ တင်ဒီလာအတွင်းမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများထိပေါက်တကယ်သူအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ခုနှစ်အသားသမီးများဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာခုနှစ်အသားသမီးအားလုံးတို့ဒီငွေကြေးနဲ့ပတ်သက်လို့အဆင်မပြေဘူးကြွေးတွေရှိတယ်ငွေအဝင်ထွက်မမှန်ဘူးငွေကြေးနဲ့ပတ်သက်တဲ့အဆင်မပြေဘူးဆိုတဲ့လူများခင်ဗျာစနေတော့နောက်တော့နောက်လေအသေးပြန်အသေး6ရက်ကိုကင်ပြီးမှကြွကြွကလေးထည့်ပြီးမှလွှဲလွှဲဆူတောင်းမယ်စင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ငွေကံများအမြန်ဆုံးပွက်လာမိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြလိုက်ပါတယ်ဗျာเนาะအဲ့ဒါလေးတစ်ချက်ရှိတယ်နောက်ကိုယ်နဲ့ပတ်သက်တဲ့နှိနေဆက်သက်တဲ့ခမတင်းနေလာသားများအမေကိုယ်ရဒေတာမဟုတ်တဲ့တခြားယဒေတာကိုရောက်တတ်တယ်အဲခမရခမရကိုရကိုတိတာမှာအမုတ်တဲ့တခြားယတိတာမှာတီတီချင်းချင်းကိုအိမ်ကိုအိမ်ကိုလုံငန်းကိုကိစ္စကိုပဲယူချင်းချင်းကုတ်ကုတ်ခွေးလေးနဲ့လုံးမဲ့ဆိုရင်တော့ခမရငွေကြီးနဲ့ပတ်သက်တဲ့ကံများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်အဲနှစ်မို့ဆိုရင်တော့ခမရသူများကိုရတိတာမဟုတ်တဲ့တခြားယတိတာမှာ ကိုရဒေတာမဟုတ်တဲ့တခြားရဒေတာမှာတော့ခမရအိုင်ခမရခမရရောင်းတော့ကြောင်းကြောင်းလို့တော့ငွေကုန်ကြီးကြများပြီးတော့ခမရအိုင်ပြဿနာတွေတက်တတ်ပါတယ်ဗျာပြဿနာတက်ရင်နှခါတက်တတ်တယ် ဒါမှမဟုတ်ကိုသွားလဲလာတဲ့ခါမှာအမှုနမှုဖြစ်တတ်တယ်လူနှစ်ယောက်နဲ့ပြဿနာတက်တတ်ပြီးနှစ်ယောက်နဲ့နှစ်ယောက်နဲ့ပတ်သက်တဲ့ပြဿနာတွေကြောင့်ငွေကုန်ကြီးကျများတတ်တယ်ပြဿနာမျိုးပေါ်ပေါက်တတ်ပါတယ်ဗျာဒါကြောင့်ငွေကုန်ကြီးကျနဲ့ပတ်သက်လို့ပြဿနာတွေပေါ်ပေါက်မှကြောက်ရင်တော့ခင်ဗျာကိုရင်ကိုရာကိုမိသားစုကိုလုံးဝမှာဒီဒီရင်နေပါစိတ်ရှိပါသိကြီးခံမယ်ဆိုတော့ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာပြီးမိမိမှာလိုအပ်တဲ့တခုခုစာနာတွေရှိတယ်ဆိုရင်တော့ခင်ဗျာအိမ်မှာရှိတဲ့တော့အတန်အခန်းကိုခတ်တဲ့တော့အိမ်မှာခတ်တဲ့တော့နော်ဆိုင်ကမှာက ကားမှာခတ်တဲ့တော့အတန်လေးကိုကိုင်းတနေ့လာအရှိရကိုလှဲ့လှဲ့ပြီးတော့ခမရခမရမှာလိုအပ်တဲ့နေတဲ့ကိစ္စတွေခမရအိမ်ကြီးဝေချင်တာလားအိမ်မရပဲဖြစ်ချင်တာလားအကျွေးချင်တာလားအလုပ်ကမကောင်းဘူးလားစက်ပစ္စည်းတွေဝေချင်တာလားစာမွေးအောင်ချင်တာလားနိုင်ငံညသွားချင်တာလားမိမိရဲ့တနေ့လာသားသမီးရဲ့အလိုဆန္ဒများတနေ့လာအရှိရကိုလှဲ့ခမရတော့အတန်လေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာပြောလားဆိုပြောပါတယ်တကယ်ပြောလားဆိုမပြောဘူးအစုအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စအမျိုးရိုးရာနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ထဲမှာကိုယ်ကဖြစ်နေတာတခုဖြစ်နေတာတခုပြောနေတာတခုပြောနေရတဲ့တခုဖြစ်ပေါ်တတ်ပါတယ်ဗျာတခုခုလွဲချော်နေသလိုခံစားရတတ်ပါတယ်ဒါကြောင့်ခင်ဗျာစိတ်ထဲမှာတခုခုလိုဆန်းတာမပြည့်တတ်ပါဘူးဗျာ။ဒါကြောင့်တင်းငွေနေတောင်းအရှိမြောက်တောင်းလက်လက်ပြီးလို့ရှိရင်ခင်ဗျာအာလူး အာလူလေးတစ်လုံးကိုကိုင်းပြီးမှဆူတောင်းအတင်းအာလူလေးရဲ့ကျွန်တော်စိတ်သက်သေကြနေတယ်ဈေးရောက်တာမကောင်းဘူးဗျာငွေကြီးလည်းအဆင်မပြေဘူးအလုပ်ကိုင်းလည်းအဆင်မပြေဘူးကျွန်တော်မှဘကိစားဘကိစားဘကိစားတွေမြေပိုင်ရပိုင်မရှိဘူးအဲ့ဒီကိစ္စအကြောင်းကျွန်တော်စိတ်ညစ်နေတယ်ကျွန်တော်ညစ်နေတဲ့စိတ်ဓာတ်ကြနေတဲ့ကိစ္စများအញ្ញံဆုံးပွဲလောင်းကိုကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းကျွန်တော်တို့ရပြောရင်တော့တင်းနေငွေတောင်းအရှိမြောက်တောင်းလက်အာလူလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆိုးနေတဲ့ကံများအញ្ញံဆုံးပွဲလမ်းပြီးဖြစ်ပါကြောင်း လီလီစာသာခொနေသားသမီးတွေတင်ပြလိုက်ပါတယ်ဗျာခொနေသားသမီးအားလုံးတို့ဒီယနေ့မှဖြင့်စိတ်ညစ်တယ်ဆိုရင်တော့တနင်္ဂနွေတောင်အရှိမြောက်တောင်လှဲအားလုံးလေးကန်ပြီးမိမိစိတ်ညစ်နေတဲ့ကိစ္စမိမိလိုချင်တတ်မှတ်တဲ့ကိစ္စတွေကိုတနင်္ဂနွေတောင်အရှိမြောက်တောင်ကန်အားလုံးလေးကန်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမိဖြစ်ပါကြောင်း လေးလေးစားစားတင်ပြလိုက်ပါရယ်ဗျာအာခမရအင်္ဂါသာသမီးရတော့အစုအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စအမျိုးရိုးရာနဲ့ပတ်သက်တဲ့ကိစ္စမှာကိုကလှုပ်ချင်တာတခုလှုပ်နေတာတခုပြောချင်တာတခုပြောပြီးတော့စိတ်ထဲမှာအလိုဆန္ဒမပြည့်သလိုဖြစ်တတ်သလိုကြမ်းမှန်ရင်မကောင်းနဲ့ယာရင်နာကျင်မှုတွေဖြစ်ပေါ်တတ်ပါတယ်။နှစ်နာရီလောက်နာတတ်တယ်၊သုံးရက်လောက်ကြာတတ်တယ်၊ကြာရင်တော့ဆယ်ရက်ကျော်ရင်တော့ကြမ်းမှန်ရေးချင်းများဥကိသွားမှဖြစ်ပါတယ်ဗျာ။ဒါကြောင့်ခမရအင်္ဂါသာသမီးတွေတခုခုအလိုဆန္ဒပြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရပြောရင်တော့ ခမရအိမ်မှာစနေတော့အနောက်တောင်တော့လှည့်ပြီးဘာမှမကြိုက်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့အလိုဆန္ဒများအမြန်ဆုံးပြည်မှာဖြစ်ပါတယ်ကြမ်းမိုက်မကောင်းဘူးကြမ်းမိုက်ကောင်းခြင်းနဲ့အစားတောက်ပြည့်နေတယ်အစားတောက်တွေပြည့်နေတယ်အာငုံအကငွေကနေနေနေတယ်ဒီပေါက်ခြင်းနဲ့အာဘာဖြစ်ခြင်းနဲ့ဆိုတဲ့အကြောင်းများခမရလေးလေးစားစားနဲ့စနေတော့အနောက်တောင်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့အတင်းတော့မှပိတ်ဆို့နေတဲ့ဒီကံများပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နင်းနေစားတဲ့ဗုဒ္ဓမြတ် လူကိုနေနီးနေဆက်တဲ့တဲ့လူယောက်ျားအစုအဖွဲ့အုပ်စုဒီချိန်မှာဘာတွေဖြစ်တာဆိုဝါတာဖြစ်တတ်တယ်ပြိုးလူသေးသေးလေးတွေလောက်ရတဲ့ရွှေသေးသေးလေးဝင်တတ်တယ်လူယောက်ျားအလုံးဝဝါတာဝါတာဝါတာနဲ့နေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုရင်ကိုရမိကိုမိသားစုကိုလှုပ်ရှားကြည့်တဲ့လှုပ်ပါโอเคပဲပြဿနာမဖြစ်ဘူးနှစ်ဘုတ်သွေးတော့အမှုခင်းများနှခါဖြစ်ပြီးငုံကြီးကြ အများကြီးကုန်ကြတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်၊ပြက်နေဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းတော့ကျွန်တော်ကတောက်ကြမြောက်ရကိုလက်ချိုးချင်းလေးတလုံးကိုယူပြီးမှစပြီးမှဆုတောင်းချိုးချင်းလေးမရရင်တော့ကိုကိုဘင်ကကိုကိုရွက်ကလေးတွေရလောက်တကိုင်းလောက်ကလေးကိုကင်ပြီးမှဆုတောင်းအတင်းကိုကိုရွက်ကလေးကိုခုအတင်းကိုကိုရွက်ကလေးရဲ့အတင်းချိုးချင်းလေးရဲ့ကျွန်တော်တို့လေအာဒီမာကိတာဒီကိတာတွေရှိတယ်အဲ့ကိတာတွေနဲ့ပတ်သက်လို့အစဉ်မပြေဘူး အဲ့ဒီစားဒီအဆင်ပြေခြင်းလိုက်တာအဆင်ပြေနိုင်တဲ့အခွင့်အလမ်းတွေပေါ်ကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်ခင်ဗျာအကိုကိုဘယံကိုကိုရကလေးတရွဲ့ခိုင်းလေးတခိုင်းကိုင်းပြီးရောဆူတောင်းမလားဒါမှမဟုတ်ချိုးချင်းလင်းတစ်လုံးလောက်ကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့အင်းတို့မှာပိတ်ဆို့နေလူယောက်ျားနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာလူယောက်ျားဒီခင်ဗျာအဲ့မှာသာသနာပြုတဲ့လုပ်ငန်းတွေလုပ်ရတဲ့ကာလမျိုးတွေဖြစ်ပါတယ် ပုဂ္ဂုသာသမီးတွေကန်ကောင်းပါလေဝါဒဝါဒနဲ့ကန်ကောင်းနေဒီချိန်မှာလွတ်လို့မရဘူးလွတ်လိုက်ရင်တော့အောက်ခြေလွတ်သွားရင်တော့ခင်ဗျအောက်ကျသွားရင်တော့ဖိနှံကျသွားတာဖြစ်တဲ့အတွက်ငွေကုန်ကြီးကြများတော့မှာဖြစ်ပါတယ်ဒါကြောင့်ပုဂ္ဂုသာသမီးများနမကနမတေတေကနာနေပြီးတော့ခင်ဗျအောက်ဆုံးကနန်းရောက်သွားတာဖြစ်တဲ့အကြနာတတ်ပါလေဗျာဒါကြောင့်ကိုရင်ကိုရာကိုမိသားဦးကိုလုပ်ငန်းကိုဗုဒ္ဓသမီးများလုပ်မယ်နေမယ်ထိုင်မယ်ဆိုရင်တော့အဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာဘုံသူများများအကြောင်းတစ်ခုနဲ့ပတ်သက်တဲ့ဆူတောင်းညင်နေဆိုရင်တော့တနင်္ဂနွေနေ့အရှိမရောက်တော့လှည့်ပြီးမှမိမိလိုအပ်တဲ့စာဝင်နေနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းများအမြန်ဆုံးပြေဝါမီဖြစ်ပါကြအောင်လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းကဗျာဒီချိန်မှာပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတူတွေနဲ့ပတ်သက်တဲ့မင်းနေရာကိုရည်ရည်သားမဟုတ်တဲ့တခြားအရာတွေပြောင်းရွှေ့နေထိုင်နေရတာဖြစ်ပါတယ် မင်းနေကြည့်လိုက်ငွေကြီးနဲ့ကြက်တဲမှုအိုးရင်လောက်ကနေပတ်သက်တဲ့အဆင်မပြေမှုပူညာပူညာဖြစ်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်ဗျာအဲဒါကြောင့်မင်းနေပတ်သက်လို့ဓာတ်ပြည့်နေတော့ခမတင်းငွေနေတောင်းအရှိမြောက်တောင်းလက်ခမအစမ်းသီးလေးသုံးသီးကိုကိုင်းပြီးမှဆူတော့ဒါမှမဟုတ်မိမိခေါင်းမှာကြီးတဲ့သပိန်လေးကိုတီချဖီးပြီးမှဆူတော့မယ်ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့ပြဿနာများငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ဗျာ ခမရကြာသပတိသားသမီးတွေကတော့ဒီချိန်မှာဆမ်မိုးတွေဖြစ်ရင်အောင်တက်တွေယာဒူးတွေဒူးတွေနိုင်ငံခြားခရီးစဉ်တွေသွားမယ်ဆိုရင်တော့အဆင်ပြေမှာဖြစ်တယ်လို့မိမိအလိုဆန္ဒရှိသမျှကိစ္စတွေကိုဆောင်ရွက်မယ်ဆိုရင်တော့အဆင်ပြေတတ်ပါတယ်ဗျာဒါကြောင့်ကြာသပတိသားသမီးများတခုခုအလိုဆန္ဒပြည့်ခြင်းတော့ခမရတောက်ကြမြောက်ရကိုလှည့်ပြီးတော့ဆူတောင်းသွားမယ်ဆိုရင်တော့ကြာသပတိသားမိ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 တို့ရဲ့အလိုဆန္ဒများအများဆုံးပြည့်ဝမည်ဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုနှစ်ပတ်တည်းနိနေဆက်တဲ့ခီးစကားဝါတရပဲပြောခမကူသွားခြင်းနဲ့ခီးရတခုပြောခြင်းနဲ့စကားတခုပြောခွင့်မရဘူးအဲကြောင့်ခမဗုဒ္ဓတောင်ရကိုလည်းဆက်လက်ကလေးတလေးကိုကိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရကျွန်တော်သွားတဲ့ခီးတွေပြဿနာတွေငြိမ့်နေတယ်ကျွန်တော်ပြောသောစကားများအောင်မြင်ကြောကြားခြင်းနဲ့ဗျာဒါကြောင့်အမြန်ဆုံးအတင်ဆက်လက်ရကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းခမဆက်လက်ကလေးကိုင်းပြီးဗုဒ္ဓတောင်ရကိုလည်းဆူတောင်းမယ်ဆိုရင်သွားတဲ့ခီးတွေအနေကင်းပြီး ပြောတဲ့စကားတွေအောင်မြင်ကြကြသွားမှာဖြစ်ပါလေဗျာ။နောက်တော့ကြသမီးသားသမီးတွေတော့ဒီချိန်မှာဒီနေ့မှာတော့ခီစကားနဲ့ပတ်သက်တဲ့ရက်တွေတဲ့အစုဖွဲ့နဲ့ပတ်သက်လို့စကားပြောရင်အဆင်မပြေတတ်ဘူး။အဲတစ်ချက်နောက်ခီစကားတွေသွားမယ်ဆိုရင်လည်းလောလောလတ်လတ်ယာယီထင်ကုန်လွှဲချုံနေတတ်ပါလေဗျာ။ဒီချိန်မှာတည်တည်ငြိမ်ငြိမ်လေးနေလိုက်ပါ။ပိတ်နေတဲ့ကိစ္စတွေပွင့်နေတော့ကျွန်တော်တို့ရပြင်ကြာသာပတိအနောက်ရကူလက်လက်ထက်မှာဘာမှမကင်မဲနဲ့ဆူတောင်းမဲ့ဆိုရင်တော့အဲ့မှာပိတ်ဆိုနေတဲ့ကံမြား အမြန်ပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါရယ်ဗျာဒီချိန်မှာပြည်နယ်တွေအားကောင်းနေတိုင်းနေအားမကောင်းဘူးကိုယ်နိုင်ငံအားမကောင်းတဲ့သူများနိုင်ငံအားကောင်းနေတာဖြစ်ပါတယ်ဗျာတဘာဝရည်ကြီးတယ်မိုးရွာတယ်အင်္ဂလင်လုတ်တယ်မြေပြိုတယ်အာတဘာဝအန္တရာယ်များအလူလုတ်တဲ့စစ်မေးရဲနဲ့ပတ်သက်တဲ့ကိစ္စမင်းကြီးရဲ့လောဘဒေါသကြောင့်မြင်ရမမြင်ရဒီဟာပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ဒီပြဿနာတွေကြောက်တယ်ဆိုရင်တော့အင်္ကာတော့အရှိတောင်တော့လက်တော်လေးကိုကိုင်းပြီးမှဆူတောင်းအသင်းတော်လေးရဲ့ ကျွန်တော်ဒီမင်းနဲ့ပတ်သက်တဲ့ပြဿနာတွေအာခင်ဗျာမင်းရဲ့မင်းမရဲ့ဒီရဲ့ပြဿနာတွေကြောက်တယ်ဗျာခင်ဗျာကြောက်တယ်အဲ့ကိစ္စတွေဝေးပေါ်ပါသေးတော့ရေကြီးတယ်မိုးရွာတယ်ငလင်းလှုပ်တယ်မြေပြိုတယ်အဲ့ကိစ္စတွေဝေးပါသေးအဲ့လူလှုပ်တဲ့စစ်မေးရနဲ့ပတ်သက်တဲ့ပြဿနာတွေငြိမ်းချမ်းပါသေးကြောင်းခင်ဗျာအင်္ဂါတော့အရှိတောင်တော့လဲတော်လေးကိုတော်တန်လေးကိုကမ်းပြီးမှဆူတောင်းမယ်ဆိုရင်တော့ပြဿနာများဝေးကွာသွားမှာဖြစ်ပါတယ်ဗျာဒီကံလေးတွေစမယ်ဆိုရင်တော့အာခင်ဗျာဒီဒီနေ့မှာဖြင့်ဒီတစ်ပတ်ထဲမှာဖြင့်အခင်ဗျာအိမ်မှာ အင်္ဂါတော့အရှိတောင်တော့လဲတော်တန်လေးကိုကိုင်းပြီးမှဆူတော့အနေတော်တန်လေးရဲ့ကျွန်တော်တို့ထီကန်လေးရေးစမ်းမယ်အောင်ပါလေးထီးများတခြားမှာနိုင်ငံမှာလုပ်တဲ့ထီကန်များကိုစမ်းတော့မှာဖြစ်ပါတယ်တကြောင်ထီကန်လေးတွေအများဆုံးကန်ကောင်းနေတယ်ကန်ကောင်းနေတဲ့အခွင့်အလမ်းတွေပေါ်ကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းခင်ဗျားအိမ်မှာအင်္ဂါတော့အရှိတောင်တော့လဲတော်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့ထီကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တကယ်လို့ထီကန်လေးတွေစားမယ်ဆိုရင်တော့ခမရတိတို့နှစ်တို့ကိုယ်ဆိုတဲ့အခွေလေးကိုခွေးပြီးတော့ကန်စားမယ်ဆိုရင်တော့ ်တင့်ရဲ့ကံများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်စာကတော့ခင်ဗျာတစ်ပတ်လုံးအတွင်းမှာအပူထိုးမယ်ဆိုရင်တော့တူတူအပူကိုထိုးမယ်ဆိုတူတူနှစ်နှစ်ဖြစ်ပါတယ်နှစ်နှစ်ကလေးတစ်ခွက်လောက်မွေးမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့အထီးကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာစနေသားသမီးတွေဒီချိန်မှာနိုင်ငံခြားတိုင်းပြည်တွေသွားတတ်တယ်နေသက်တွေသွားတတ်တယ်ထီပေါက်ရင်နှစ်ချိန်ပေါက်တတ်ပါတယ်နှဆောင်တွဲတွေထီကန်ဆမ်းမယ် တကယ်လို့ထီကန်နေနဲ့ပတ်သက်ရင်မနှစ်ကြိမ်တစ်ခါဆူတောင်းပြီးမှနှစ်ကြိမ်တစ်ခါထိုးမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတကြောင်စနေသားသမီးတွေကဒီကြိမ်မှာကံကောင်းတည်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်စနေသားသမီးအားလုံးတို့ဒီတစ်ခုခုနဲ့ပတ်သက်တဲ့ပိတ်ဆို့နေရဆိုရင်တော့ရာဥတော်နောက်မြောက်တော်လဲပြီးတော့တစ်ခုခုနဲ့ပတ်သက်တာဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအမြန်ပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ကောမတီရေးတဲ့အခါမှာ တနင်္ဂနွေသားသမီးလေးရကျွေးချီခြင်းနဲ့ကျွေးချီခြင်းနဲ့ဆိုတဲ့တနင်္ဂနွေသားသမီးများမိမိရဲ့အင်ကြီးလေးကိုအဲချိတ်ကလေးနဲ့ချိတ်လွှဲလွှဲပြီးတော့မိမိရဲ့အကျွေးတွေကြည်ခြင်းနဲ့ပေးရမယ့်အကျွေးကဘလောက်ဘ누구ပေးရမှာဘလောက်အဲ့ဒီကျွေးတွေကြည်စီနိုင်တော့အခွင့်အလမ်းတွေပေါ်အောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းအင်ကြီးလေးကိုလွှဲလွှဲပြီးမှဆူတောင်းပါခမရအဆူတောင်းတဲ့အချိန်က20ကြိမ်ဖြစ်ပါတယ်20ဒီအတွင်းအကျွေးများအကြိမ်ဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာ တောက်ကြသမီးလေးရတဲ့အိမ်ဝိုင်းလေးတွေပေါင်းထားတယ်ပေါင်းထားတဲ့အိမ်ဝိုင်းလေးတွေပြန်ရွေးချင်တယ်ဆိုတဲ့သမီးလေးခမရတင်းလာအရှိအရာကိုလက်ခမရအိမ်မှာခုံလေးနဲ့ထိုင်းမိမိရဲ့ပေါင်းလေးနော်အဲ့ရဘဲဘက်ကပေါင်းလေးဘဲဘက်ကပေါင်းလေးကိုလက်ကလေးနဲ့ဖြစ်တာဖြစ်ပြီးမှအတင်ပေါင်းလေးရဲ့ကျမအိမ်ဝိုင်းလေးတွေပေါင်းထားတယ်ပေါင်းနှံထားတဲ့အရာလေးတွေပြန်လဲရွေးချင်တယ်အကြောင်ပေါင်းနာထားတဲ့ကိစ္စလေးတွေအများဆုံးရွေးနေအောင်အတင်ပေါင်းလေးကကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းတင်းနှလာအရှိအရာကိုလက်ထိုင်းပြီးမှမိမိရဲ့ ဘဲဘက်ပေါင်လေးကိုဘဲဘက်လက်ကလေးနဲ့ကိုင်းပြီးမှစုစုပေါင်း15ကြိမ်လောက်ဆူတောင်းမယ်ဆိုရင်တော့အင်းမှာပိတ်ဆိုနေတဲ့အိမ်ဝိုင်းပေါင်ထားတဲ့ငွေများအများဆုံးရရှိခံစားတော့မှာဖြစ်ပါလေဗျာစနေသမီးကတော့အစားအသောက်တွေပြည့်နေတဲ့ဆေးနဲ့လူနဲ့မတည်ဘူးဆိုတဲ့ပုံကိုယ်လေးအဲကြောင့်စနေသားသမီးတွေကအစားအသောက်တွေပြည့်တတ်ပါတယ်စနေသားသမီးကဒီချိန်မှာအဲယောဂဖြစ်လို့ရှိရင်6ရက်လောက်ကြာတတ်တယ်အဲ6ရက်လောက်ကြာတတ်တယ်ခမရ6ရက်လောက်ကြာရင်တော့အဲ့ကိစ္စနဲ့ပတ်သက်တဲ့အစားအသောက်တွေပြည့်တဲ့ကိစ္စကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးအဆင်ပြေမှာဖြစ်ပါလေဗျာကြမ်းမာကြီးကောင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ကတော့ခမားဂျာတာပရိအနောက်ရက်ကိုလှည့်ပြီးမှတခုခုကိုဆူတောင်းမိပါစားမယ်တောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့အဆတော့ပြတဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါလေအင်္ဂါလေးကတော့ကြွေးကြည်ခြင်းနဲ့ကြွေးကြည်ခြင်းနဲ့ဆိုတဲ့ပုံကူများခမားကျွန်တော်တို့ရပြလို့ရှိရှင်တော့ခမားအဲ့မှာတောက်ကြမြောက်ရက်ကိုလှည့်လှည့်ပြီးတော့ခမားအဲ့မှာတော့တန်လေးတစ်ချောင်းကိုကင်ပြီးမှဆူတောင်းမှာ အတင်တော့တယ်ကျွန်တော်ကျွေးရရှိတယ်ကျွေးရတာဘယ်လိုပြရမလဲကျွေးရဘလောက်ပြအဲ့ဝါဒီကယာယီလင်းကိုလွဲချုံနေတယ်ပြီးကျင်နေပြီးတင်နေတဲ့အခွင့်အလမ်းဤပေါ်အကူကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းဆူတောင်းရင်တော့အများဆုံးကျွေးများကြည်မှာဖြစ်ပါလေဗျာကျွန်တော်တို့ရှင်ညာမိမိသားသူရဲ့ဖုံးနေဆက်တယ်မှာဖုံးမကင်မှုမကင်မှုဆိုတဲ့အဲဟာတင်ပြထားတာဖြစ်ပတ်တဲ့ဖုံးမကင်တာမဟုတ်ပါဘူးဗျာကျွန်တော်တို့တခါတလေမှာဖုံးကကျွန်တော်တို့မှာလူတယောက်စီမှာတလုံးတူပဲရှိတာဖြစ်ပါတယ်ကျွန်တော်တို့တန်သွင်းနေတဲ့အချိန် အဲကျွန်တော်တို့ကွန်ပျူတာတွေထည့်နေတဲ့အချိန်မှာဖုန်းကယာယီပိတ်ထားတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အဲတပုတ်ကို10မိနစ်ကြာလို့ရှိရင်ကျွန်တော်မိနစ်20ကြာထပ်ပါတယ်ကျွန်တော်တို့ software တွေဆွဲတဲ့အခါမျိုးမှာတခါတည်းဟိုပါပေါ့45မိနစ်လောက်ကြာထပ်ပါတယ်ဒါကြောင့်ဖုန်းလေးကိုဆက်လိုက်ပါတကယ်လို့ဖုန်းလေးကမြည်ပြီးတော့မကင်ခင်ဗျအဲ15မိနစ်မိနစ်20လောက်နေပြီးမှနောက်တစ်ကြိမ်ဆက်ရင်တော့ကျွန်တော်ပြန်လဲပြီးတော့ဖြေချသွားမိဖြစ်ပါကြောင်းကျွန်တော်တို့ဖုန်းนี่အခက်ခဲဖြစ်တဲ့အတွက်ကျွန်တော်တို့ ဒီရိုက်ကူးဒီနဲ့ထုတ်လုပ်နေတဲ့အချိန်မှာယာယီစက်ပိတ်ထားတာဖြစ်ပါတယ်ဗျာအဲ့ဒါကြောင့်ဟိုကျွန်တော်တို့ဒီဖုံးမကိုင်းကြီးကိုအသီးခံခွက်လွတ်ပါရန်လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအရင်အမျိုးသားပင်ရန်လုတ်တယ်တဲ့ပင်ရန်သမားအသိအစင်မပြေဘူးတဲ့စကားနားမထောင်မှုနားမဝင်မှုဖြစ်နေတဲ့လူတမီးအဲ့မှာတကယ်လို့နားထောင်နေတဲ့တမီးရဲ့နေရွက်ကလေးကိုလက်ကလေးနဲ့ကတ်ကတ်ပြီးအဲ့လက်ညှိုးလေးကိုအပေါ်ကိုထောင်းတာထောင်းပြီးမှကိုကိုပြောသမျှဆိုသမျှစကားတွေနားထောင်မှသေးကြောင်းနားလေးပေါ်မှာလက်ညှိုးလေးကိုထောင်းပြီးမှ စူတောင်းလိုက်စမ်းပါဗျာတင့်ရဲ့ပြန်ဆရာများအဲနားထောင်တဲ့ကိစ္စများအများဆုံးဆင်ပြေးသွားမှာဖြစ်ပါတယ်အင်္ဂါကတော့ဂျမိုင်းမကောင်းမှုဂျမိုင်းမကောင်းမှုဆိုနေတာမုံငါအတုတ်မုံငါအတုတ်ကိုမုံသက်ရှိလို့ခေါ်တယ်အဲမုံသက်ရှိလေးတကူတော့တပွဲလောက်စူတောင်းပြီးမှကုစုလုံးမယ်ဆိုရင်တော့ဂျမိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးဆင်ပြေးသွားမှာ ဖြစ်ပါလေဗျာစနေသားသမီးလေး19ရက်17လ2025စနေနေ့ဆောင်ပွဲဖြစ်မဲ့စနေကလေးလေးအားကြလကလေးရတော်တော်တော်ပါလေဗျာအခုလောလောလတ်လတ်အတွင်းမှာခမ62မှတ်နဲ့အမ82မှတ်ကြားမှာရှိနေတာဖြစ်ပါတယ်အခမ ပုံမှုကြိုးစားပြီးတော့လက်ရှိနေထားတဲ့စာမွေးမှာအမှတ်တီတိုးတဲ့ချင်းတော့ခင်ဗျကျွန်တော်တို့ရပြောရင်တနည်းနေတော့အရှိမြောက်တော့လက်အာလူလေးတစ်လုံးကိုအဆိုးလေးကိုကိုင်းကင်ပြီးမှဆူတောင်းမယ်ဆိုရင်တော့စာမွေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးထပ်မံပွင့်လန်းသွားမှာဖြစ်ပါတယ်။ကလေးကတော့အောင်းနေပြီ။အောင်းတဲ့အခါမှာအနည်းဆုံးအမှတ်က60နဲ့အထက်ရှိနေတာဖြစ်တယ်။ဂုံရုမကတော့ကတ်နေပြီ။ဒါကြောင့်တနည်းနေတော့အရှိမြောက်တော့လှည့်ပြီးမှအာလူအဆိုးလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့စနေသားသမီးလေး19ရက်17လ2025စနေလေး အမြန်တို့စာမွေးနဲ့ပတ်သက်တဲ့ကံများပွင့်မှသေးကြောင်းလေးလေးစားစားဆူတောင်းပေးလိုက်ပါလေဗျာရတာလေးဒီဆူထားတာလေးငငယ်တော့ဆူထားတဲ့ဂုံမီတဖြည်းဖြည်းနဲ့စားနေတာဂုံမီဂုံမီလို့ကောမရေးတဲ့ပုံကူများခင်ဗျာရတာလေးဒီလိုချင်နေအဆင်ပြေချင်နေဆိုရင်တော့ဒီချိန်မှာတောက်ကြမြောက်ရက်ကိုလက်ညညပိုင်းမှာ တောက်ကြမြောက်ရပြီးမြခင်ဗျစားကျင်တာလားဝှေ့ကျင်တာလားနေကျင်တာလားဘလို့စားကျင်တာတော့ဘလို့ဝှေ့ကျင်တာတော့ဘလို့နေကျင်တာတော့ဘာတွေကိုလိုချင်တာတော့လိုချင်တဲ့ကျုံးတွေကိုတောက်ကြမြောက်ရကိုလှည့်ပြီးမှညာဘက်ညာဘက်မှာစူတောင်းမယ်ဆိုရင်တော့စူတောင်းပြီးတဲ့အချိန်နဲ့မြန်ရင်9နာရီနောက်ကျရင်၄ရက်တိတဲ့နောက်ကျရင်7ရက်လာအပြင်ပြောရင်2လအတွင်းခင်ဗျမှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ချင်းညာမိမိသားသူကအလူရည်သက်လက်နဲ့မကွာတော့ဒီနေ့မြောက်မုံများငွေများလှူဒန်းသွားတာဖြစ်ပါတယ်မနေ့ကလည်းစံနေလှူဒန်းသွားတာဖြစ်ပါတယ်ဟိုဒီနေ့ကလည်းဓာတ်ပေါက်နဲ့မုံတွေလှူဒန်းသွားတာဖြစ်ပါတယ်အလူရည်သက်လက်နဲ့မကွာတဲ့လှူဒန်းဒီရွှေညာမိမိသားသူကတော့ဒီနေ့အထိလှူဒန်းထားတဲ့ငွေရတော့သသိန်း၈၀၀၀နဲ့ 9000တိတိဖြစ်ပါပြီဗျာဒါကြောင့်အရာလေးလည်းပုံမပြည့်ဆက်လက်ပြီးတော့လူဒန်းနေတာဖြစ်ပါတယ်ဒါကြောင့်ကျန်တဲ့ရက်ကလေးတွေမှာလူဒန်းမဲ့ပုံကိုရှိရင်လည်းဆက်လက်ပြီးတော့လူဒန်းသွားအောင်မှဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမိမိသားသူကကောမတ်တွေရေးတဲ့ပုံကိုများကောမတ်တွေကိုဒဲတာရေးပါကျွန်တော်တို့ဒဲပြန်ကြပေးသွားမှဖြစ်ပါတယ်ဒါကြောင့်ရှင်ညာမိမိသားသူနဲ့ပတ်သက်တဲ့ကျွန်တော်နဲ့ပတ်သက်ပြီးတော့နှိမ့်နေဆက်သက်တဲ့ကျွန်တော်ဖုန်းဆက်ခြင်းနဲ့အာကျွန်တော်မေးမြန်းခြင်းနဲ့စုံညာနေရင်နဲ့ အစိုးရချင်း3969 3009 6000ကိုဆက်သွယ်မယ်ဆိုရင်တော့အဲခင်ဗျာရုံးဖွဲ့ရစနစ်ကြပြန်လည်ဖြေကြပြီးတော့လိုအပ်တဲ့ကိစ္စတွေကိုညီဆောင်ရွက်ပြီးသွားမှာဖြစ်ပါတယ်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်ရုံးဖွဲ့ရတနည်းအားကျွန်တော်ကတနည်းအားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဖုန်းနေရမကောင်းဘူးဗျတိုင်းနေရလည်းမကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဖုန်းနဲ့ပတ်သက်တဲ့ကိစ္စမှာဓာတ်ရဖြေကြတာမဟုတ်ဘဲနဲ့ရုံးကရုံးမှာမြို့ပေါ်မှာနေတော့စနစ်တရသူတို့ကတိဆောက်ပြီးတော့ဖြေကြသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရွှေညာမိမိသားသူကိုကြည့်ရှုကြတဲ့ပြည်သားလူသားကြတဲ့ပုဂ္ဂိုလ် ကောမပေးကြတဲ့ပုံကူရှင်ညာမင်းမိသားစုအားလုံးတို့ယနေ့မှစပြီးဩဝင်လောက်ကိုင်းများပိတ်ဆို့နေတာပွင့်လမ်းမသည့်အိမ်ကြီးအိမ်ကောင်းမိသားစုမိသားကောင်းလုပ်ငန်းကောင်းနေနေတိုင်းပြီးငွေကြေးများထုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ပြီးတော့ပေးเสียရရှိသောကိစ္စများအများဆုံးပေးနိုင်မှသည်ရเสียရရှိသောကိစ္စများအများဆုံးရပါသည်စိတ်ချမ်းသာပျော်ရွှင်သာနဲ့ရွှေတွေလဲငွေတွေလဲနဲ့သာသနာပြုနိုင်ပြီးတော့မိရာတွေပိုင်ဆိုင်မှသည်ဆံမွေးတွေဖြင်းအောင်ပါသည် အနော်အရာဓုတွေတိုးပါသေးသွားတော့ခီးများအနေအကင်းပြီးပြောသောစကားများအောင်မြင်ကြကြပါသေးအမှုခင်းပြဿနာများဝေးကွာပြီးတော့အင်းကြီးကောင်မိသားစုမိသားကောင်နဲ့ငွေကြီးများဆုလိုက်ပြုံလိုက်လုံးလက်ခဲနဲ့စိတ်ချမ်းသာကိုကြမ်းသာနဲ့သာသနာများစတဲ့စတဲ့ပုံမှုတိုးတက်ပြီးတော့လှူဒါန်းနေတဲ့သူတော်စင်သူတော်များများဖြစ်ပါသေးကြောင်းလေးလေးစားစားရွှေညာမိမိသားစုကတင်းပြပေးလိုက်ပါရစေဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပါဗျာ